မိသား relationship မှာလည်းမဟုတ်ဘူးပေါ့နော်အော်ဒါမိသားစုရေးရမှာလည်းအလိုက်တီးဖို့လိုတယ်တကယ်ချင်းနေအချင်းချင်းမှာလည်းအလိုက်တီးဖို့လိုတယ်ဂျန်နီကအရေးချေတော့ကြည်တတ်တဲ့တဲမှာပါအဲမျက်နှာတိမျက်နှာသာအရန်တိရဲ့လူပေါ့နော်နည်းနည်းလေးအဲတခါလေ तू ဟန်ဆောင်နေလားဟန်ဆောင်နေမှန်းတိတဲ့လူပေါ့အဲ့လိုမျိုးဆိုတော့အဲနည်းနည်းအလိုက်တီးရဲ့ဆိုတာထက်မျက်နှာတိမျက်နှာရိပ်မျက်နှာငယ်နားလဲတဲ့သူတဲမှာပါပါတယ်ဟုတ်ကဲ့ ခုကတော့ညီမရိုက်ထားလေးရှိရင်မထွက်သေးရပါတော့။အဲငါးလပိုင်းမှာတော့ဇလန်းသွဲလေးတစ်ခုထွက်မယ်။အဲပြီးရင်ညီမငါးလပိုင်းမှာပဲရုပ်ရှင်ကားကြီးတကားထပ်ပြီးတော့ဝင်မယ်ပေါ့နော်။အဲဒီနှစ်ထဲမှာလည်းရုပ်ရှင်ကားကြီးနောက်တကားတော့ထပ်ပြီးတော့မြင်အောင်မှာပါ။အဲဒီလိုပဲဇနီးစစ်စစ်ပြီးတော့နည်းနည်းလေးအများကြီးဆိုတာထက်ဇနီးတကယ်ကောင်းဇလန်းကောင်းတဲ့ဟာမျိုးကိုလုတ်ွက်ရတဲ့ဟာမျိုးလေးတခြားစစ်စစ်ပြီးရိုက်နေတော့နည်းနည်းလေးပါပါပေါ့နော်။ ဆိုရှယ်မီဒီယာမှာအများကြီးမထွက်ရအောင်ဆိုပြီးပြောပြပါအောင်အလုပ်ကိုကျူးစားနေအချိန်ပေးတာလို့လည်းဟုတ်ပါဘူးဆိုရှယ်မီဒီယာကြတော့ဂျန်နီအလုပ်အလုပ်နဲ့ပတ်သက်တာလေးပဲတင်ပြတယ်ကိုကြီးကိုသာအဲ့လိုမျိုးပျော်ပါးနေရလဲတိတ်ပြီးတော့မတင်ပြဘူးပေါ့နော်အဲနည်းနည်းလာရတဲ့ပုံလေးနည်းနည်းပျောက်နေရကြရင်တင်ပေးလိုက်တယ်အဲ့လိုမျိုးလေးပဲနေပြနေရပေါ့နော်ဟုတ်ဒီဇက်လန်တစ်ခုလာကန်းတဲ့ဂျန်နီဇက်လန်အရင်စစ်စစ်တာအာများတယ်ပြီးတော့အဲ့လို character ရောဂျန်နီလောက်ွက်တွေပါရောတေချာစစ်စစ်ပြီးမှလက်ခံတာများတော့အာနည်းနည်းလေး ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့လည်းကြည့်ရတဲ့ပုံသက်ကတော့ဂျန်နီကိုမြင်ရတယ်တကယ်ကိုအာကောင်းတဲ့အဲနေရာကောင်းတဲ့ရုပ်ရှင်လေးအဲ့လိုမျိုးပဲမြင်ရမှာပါ quality တကူကိုမြင်ရဖို့အတွက်ဂျန်နီဒီလိုမျိုးလုပ်နေရဖြစ်ပါတယ်လို့ဟုတ်တခါတလေကိုကအာဒါတော့ငါမရိုက်တော့ပါဘူးဆိုပြီးလက်လွတ်လိုက်ပြင်မဲ့အဲဟိုပြောရရင်လူတွေကြားထဲမှာအာပောက်သွားတဲ့ဟာမျိုးတွေလည်းရှိရဲအဲ့လိုမျိုးကြောင့်အော်ငါလက်ခံလိုက်ရင်ကောင်းသားဆိုတဲ့ဟာမျိုးလေးလည်းရှိရပေါ့ဒါပေမဲ့လည်းအာဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုပဲဆိုရလဲအားမဖြစ်ပါဘူးဟုတ်ဂျန်နီကတော့ အခုဆုံးဖြတ်ချက်နဲ့ကိုပါဂျန်နီစလုပ်ခရဲကအဲဘယ်အလုပ်ကိုပဲလုပ်လို့ဂျန်နီကိုယ်တိုင်ပဲဆုံးဖြတ်ခဲ့ရပါတော့မိမေတို့ပါတော့ကနောက်ကနေဂျန်နီပင်ပန်းနေရင်အဲဘယ်လိုမျိုးလေးတို့ရေအိမ်မှာဘယ်လို support လုပ်ရမလဲဆိုရဲဟာမျိုးလေးနေဂျန်နီ mentally support လုပ်ပြရပါတော့ဂျန်နီအလုပ်နဲ့ပတ်သက်တာအားလုံးကကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပါပဲဟုတ်ဂျန်နီကိုအားပေးရပြစ်တဲ့တည်းအာဂျန်နီကတော့ဟိုအမြဲတမ်း social media မှာအမြဲတမ်းဖုန်းကြည့်ချက်ဖုန်းကြည့်ချက်မျိုးတော့ဖြစ်နေမှာမဟုတ်ပါဘူးဒါပေမဲ့ဂျန်နီကိုမြင်လိုက်ရတဲ့အချိန်မှာဂျန်နီအော်ဟို အပိယပြစ်သက်တရားငါတို့ဒီမင်းသမီးကိုအပိယတန်လင်းဆိုရဲခန်းစားချက်မရအောင်အရင်ကတည်းကလည်းစူးစမ်းနေတာပေါ့နော်အခုလည်းအဲအဲ့လိုပဲစူးစမ်းနေတော့မှာပဲအဲဒီလိုအပိယပြစ်သက်တရားဘုန်းကြီးကျောင်းကိုအပိယငါဂုံယူရဲဆိုရဲမင်းသမီးမျိုးဖြစ်အောင်စူးစမ်းနေပါတယ်ဟုတ်ကဲပြီများဘုန်းကြီးကျောင်းဘုန်းကြီးကျောင်းဖြစ်နေလေဇနီးကကောင်းတော့တဲ့အကောင်းတဲ့အဒီဟိုတယောက်ဆောင်ကောင်းတယ်တို့ဒီလူပညာပိုင်းမှာလည်းတကယ်ကိုကောင်းချီးမွမ်းတဲ့ဇာတ်ရည်နဲ့ပဲဇနီးကတော့ဖြစ်ချင်တာပေါ့နော်အဲ့တော့အတတ်နိုင်ဆုံးအဇနီးကောင်းတဲ့အရာလေးပဲ ်ချပြပြီးတော့ဒီဟိုအရင်ကြီးပျော်မျိုးနေပြီးတော့အရင်ကြီး active ဖြစ်နေရမျိုးမနေဖြစ်တာပါဟုတ်ဟုတ်ဟုတ်နောက်တော့ကြုံတော့ကြည့်ရတယ်ကြုံစောကျင်တာပေါ့ဟုတ်ကဲ့ဟမဟိုတလုံးလုံးကဒါ show တို့ခုမှကြည့်ပါဘူးဟုတ်အချင်းရင်းနဲ့ဖြေထားတယ်ဟုတ်ဟုတ် lighting ဟုတ်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 ကဲ့ ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်အလိုက်တီးဖို့လို့อ่ะဒါကျွန်တော်ဒီရေစမ်းတမိစား relationship မှာတယ်မဟုတ်ဘူးပေါ့เนาะအာဒါမိသားစုရေးရမှာလဲအလိုက်တီးဖို့လို့ရတယ်တကယ်ချင်းနေအချင်းချင်းမှာလဲအလိုက်တီးဖို့လို့ရတယ်အာဒါက relationship တစ်ခုအဆင်ပြေဖို့ဆိုရင်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်တကယ်ချင်းပဲဖြစ်ဖြစ်အဖေပဲဖြစ်အမေပဲဖြစ်ဖြစ်ဒီလူတယောက်ရဲ့ခံစားချက်တွေမျက်နှာမျက်ဒီဒီဖြစ်ချင်တဲ့ဆန္ဒတွေဒါရအားလုံး respect ပေးပြီးအလိုက်တီးပေးနေမှအားလုံးအဆင် ပေမဲ့ချင်းတယ်အကျန်ဒီလည်းအလိုက်တိတတ်တဲ့လူပါအခါတလေတော့အလိုက်မတိရလေးရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့အများဆုံးအဖြစ်အလိုက်တတိနေပေးရတယ်များပါတယ်ဟုတ်ဟုတ်အဲ့တော့အချိန်ရင်းမှာအလိုက်တိရတဲ့လူလည်းကြုံပါတယ်လားအလိုက်မပေးတဲ့လူကျွန်တော်တွေ့ခဲ့တာအာလူတွေကအလုံးကတရားဟိုကိုစီကိုစီသူ့ဟာနဲ့သူရှိနေကြရောလေအလိုက်တည့်ရဲ့လူတွေနဲ့လည်းကြုံတယ်ဒါပေမဲ့အဲ့ အလိုက်တည်းရဲ့ဆိုတချို့နေရာကြအလိုက်မတိပြန်အောင်တချို့အလိုက်မတိရဲ့လူကြတချို့နေရာလေးကြအလိုက်တိပြန်အောင်အဲ့လိုမျိုးလေးဆိုတော့ဒါအာဘယ်လိုဖြစ်ညှိနှိုင်းပြီးတော့ပဲတကယ်ချင်းမှဖြစ်ဖြစ်ဒီ relationship ဒီအချစ်သမီးစားမှာဖြစ်ဖြစ်အကောင်းဆုံးညှိနှိုင်းပြီးတော့ပဲတွားကြအောင်လူတွေဆိုတော့အလိုက်မတိနဲ့မတိရဲ့လူတွေကြောင့်အဲ့တော့အတိအကျဖြစ်ရတယ်မတိရလို့ပြောပြပါဦးအလိုက်မတည့်ရဲ့လူနဲ့အဖြစ်တာပေါ့နော်ဥပမာရဲ့လို့အဲ့လိုမျိုးရဲ့လို့တော့မရှိဘူးဒါပေမဲ့ တော်တော်ကတိကောက်ဖြစ်ရတယ်ကိုကကိုကဘယ်လိုပြောရမလဲအရန်ဟာဒီ situation မှာအရန်ရှက်နေပြီဒါပေမဲ့ဒီလူကကိုရဲ့အရေးချေကိုနားမလဲသူလှုပ်ချင်ရဲလုံနေတော့မဲဆိုအဲ့လိုမျိုးတွေပေါ့အဥမာတော့ပြောတတ်ပါဦးမရဲ့အဲ့လိုမျိုးပေါ့လိုက်လိုက်ချင်လိုက်တိဘူးလို့အဲ့လိုက်တိဘူးလို့ဒါပေါ့နော်ဒါလူတိုင်းမှာလူတိုင်းမှာဟုတ်ဟုတ်ဟုတ်ကိုကလိုက်တိရဲ့ main clay ပါလို့ဟုတ်ဟုတ် ဂျန်နီယာကအရေးကြီးတော့ကြည်တတ်တဲ့တဲမှာပါတယ်အဲမျက်နှာတိမျက်နှာသာအရန်တိရဲ့လူပေါ့နော်နည်းနည်းလေးအဲတခါလေ तू ဟန်ဆောင်နေလားဟန်ဆောင်နေမှန်းတိတဲ့လူပေါ့အဲ့လိုမျိုးဆိုတော့အဲနည်းနည်းလိုက်တိရဲ့ဆိုတာကမျက်နှာတိမျက်နှာရိပ်မျက်နှာငယ်နားလဲတဲ့သူတဲမှာပါပါတယ်ဟုတ်ဟုတ်ဟုတ်ကဲပါမိဘကောင်ပါတယ်နော်ဒါသားသမီးတွေကလိုက်တိကိုလိုအပ်ဟုတ်ဟုတ်ဟုတ် မိပါတယ်ဘလောင်းမဲနဲ့လေကိုကအဲ့လိုမလုံးမဲဟုတ်ဟုတ်ဟုတ်ဘလောင်းရှိအောင်ဟုတ်ကဲ့ဟုတ်ကိုမိပါဘလောင်းလိုက်တယ်တမီးလေးဖြစ်တယ်အဲအလိုက်တိတက်အမှန်တမ်းပြောရရင်တော့အလိုက်တိတက်ပါတယ်ဒါပေမဲ့အမှန်တမ်းပြောရရင်ဖေးနှဲမျိုးဒီထက်အများကြီးဖြည့်ဆည်းပြီးတော့ဒီထက်ပိုပြီးအလိုက်တိချင်တာရှိတယ်အဲဒါပေမဲ့ကိုကလည်းအခုချိန်မှာစူးစမ်းစေအဲပြီးတော့ဟိုအရင်လောဘကြီးပြီးတော့အရင်ဟွန်းဆိုပြီးတော့လောက်တက်တဲ့လူမဟုတ်တော့အဖေဖေးနဲ့လည်းအမလို့အမရဖြစ်မယ်ကိုလည်းကိုကိုတော့အမလို့အမရဖြစ်ပေမဲ့ကိုသွားနေတဲ့လမ်းကြောင်းမှန်တယ်လို့အခုထိယုံကြည်နေရပေါ့နော်အဲတော့ အဲတစ်ချိန်ချိန်ကြရင်အချိန်တစ်ခုရောက်ရင်တော့ဘေးနဲ့မေကိုအဲဖြည့်ဆည်းပေးမယ်အဲအခုလဲအလိုက်တည်ရဲဒါမဲ့လက်တွေ့မဖြည့်ဆည်းပေးနိုင်ဘူးပေါ့နော်အဲတစ်ချိန်ချိန်ကြရင်တော့အလိုက်တည်နဲ့အကုန်လုံးကိုဖြည့်ဆည်းပေးပါမယ်အားလုံးကဘယ်လိုပဲဖြစ်ဖြစ်အဲလိုက်တည်မှလည်းဆက်ဆံရေးအဆင်ပြေမှာစားလိုက်တည်ပေးကြပါလို့